Hello ချဲရတယ် BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးနေထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကတော့2025ခုနှစ်မေလ29ရက်နေ့ရက်မနက်ပိုင်းသတင်းထူးသတင်းကောင်းတွေကိုကျွန်တော်နေထူးသွားပြီးမှကြည့်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့မှာတော့အချက်ဘက်စစ်တပ်တွေမှာပေါ့နော်ဘလောက်တော့တက်ပြက်နေလဲဆိုတော့ဗီဒီယိုဖိုင်တွေကျွန်တော်တွေ့ရမှာဖြစ်ပါတယ်နော်အဲ့တော့ဘောမတွေသူတို့တက်သူတို့ထဲမှာတက်ပြက်နေတဲ့ဟာတွေပေါ့သူတို့ချင်းချင်းပြောတဲ့ဟာတွေကျွန်တော်နားထောင်မှာဖြစ်ပါတယ်ဟုတ်ကဲ့အရင်ဆုံးကျွန်တော်လိုရီတူရှင်သတင်းတွေနဲ့စလိုက်မယ်နော် ပထမဆုံးသတင်းတစ်ပုဒ်ကတော့ကြောက်ကြီးမြို့နယ်ခမရ9ကုတ်တိုင်ရင်မှာစစ်မှုထမ်းတပ်သားတက်3ခုအလင်းဝင်လာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။နောက်ထပ်သတင်းပုဒ်ကတော့တပီလုံးအတိုင်းအတာပြထိုးစစ်မြန်ဆင်နေကြမဲ့အခြေအနေကြောင့်စစ်ပွဲအရှိန်ဟုန်မြင့်လာမယ်လို့ဦးမီးကိုနိုင်ပြောဆိုလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်။အဲ့ဒီမှာလည်းဒီစစ်ပွဲတွေဖြစ်လာမှာဖြစ်တဲ့အတွက်ပေါ့နော်။ဒီကျမကြီးစောင့်ရှောက်မှုစေကန်းတွေကိုလည်းထပ်ပြီးတော့ပေါ့နော်။စောက်ဖို့ တောင်းပေးတာတွေ့ရပါတယ်เนาะအဲ့မှာဆိုရင်မြေရောက်စီးခန်းတွေပါဖြန့်ဖို့ပေါ့เนาะသူတို့ပြောထားတယ်အများကြီးရှိပါတယ်အဲ့တော့ဒီစစ်ပွဲတွေဖြစ်လာရင်ဒါမျိုးတွေကဒီထိခိုက်ဒဏ်ရာရရတယ်ဆိုတာဒါထုံးစံပေါ့เนาะအဲ့တော့ဒီထိခိုက်ဒဏ်ရာရလူတွေကိုဒီဆေးရုံတွေကိုအမြန်ဆုံးပေါ့เนาะခေါ်လာမဲ့အစီအစဉ်တွေရဲ့ဒီဆေးရုံတွေစောင့်မဲ့အစီအစဉ်တွေကိုတင်ပြထားဖြစ်ပါတယ်เนาะကဲနောက်ထပ်သတင်းတစ်ခုကတော့မြန်မာကုမ္ပဏီများသို့ ATR လေးများရောင်းချခဲ့တဲ့ Nordic Aviation Capital Company အ NCP ဒိမတ်တွင်တိုင်ကြားခဲ့မှုအပေါ်စုံစမ်းစစ်ဆေးမှုများစတင်လှုပ်ဆောင်နေဖြစ်ကြောင်း Justice for Myanmar GFM ကယနေ့ထုတ်ပြန်လိုက်ပါတယ်ပေါ့နော်အဲဒီတော့ပြည်သူနိုင်ငံထုတ်ဒီလင်းရင်တွေကိုလက်နက်ကပြစ်ပခါမှဖြစ်ပွားနေလဲရှိတယ်မြန်မာနိုင်ငံကိုတင်ပို့ခဲ့တဲ့ဒီ NAC Company ကိုမြန်မာလူခွင့်ရေးအဖွဲ့ကအ GF အမှန်ကပါနော်ဒိမန်နိုင်ငံနိုင်ငံတော်အဆင့်တိုင်ကြားချက်လက်ခံရေးဌာန NCP တွင်2024အတွင်းတိုင်ကြားခဲ့ခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ Chairman Sit Council ကိုဒီလိုမျိုးလေရင်နဲ့ထောက်ပို့ရတဲ့ဟာတွေကအခုချိန်မှာဆိုရင်ပြည်သူကိုတက်ဖြတ်နေတဲ့အနေအထားတွေဖြစ်တဲ့အတွက်ဒါမျိုးတွေကတကယ်ပဲပေါ့နော်အရေးယူသင့်ပါတယ်နော်နောက်ထပ်သတင်းပုဒ်ကလည်းဖားကန့်ဒေသအတွင်းစစ်တပ်အကြမ်းဖက်ဖမ်းဆီးနေခြင်းကြောင့်ချစ်ကချင်လူဖွဲ့အဖွဲ့ထုတ်ပြန်ထားတယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်နော်အဲ့ဒီမှာဆိုရင်မနေ့ကဗီဒီယိုဖိုင်ထဲမှာဆိုရင် Chairman Sit Council ဒီကဒီရွာတွေထဲမှာပေါ့နော်ဒီ လူဥစားပြည်သူတွေပေါ့နော်လူသားတိုင်းလို့ပြီးမှအတိုက်ခိုက်နေတဲ့ဗီဒီယိုဖိုင်တွေလည်းကျွန်တော်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ Chamber စစ်ကောင်စီကအခုချိန်မှာဆိုရင်ဒီလူပြည်သူတွေကိုလူသားတိုင်းလို့ပြီးတိုက်ခိုက်နေတာဖြစ်တဲ့အတွက်ပေါ့နော်ဒါတွေကတကယ်ပဲပေါ့နော်လူအခွင့်အရေးနဲ့ဆိုရင်တော်တော်လေးကိုဆုံးရှုံးပြီးတော့လူလူကိုလူလိုမထင်မဲနဲ့ပေါ့နော်သူတို့ရဲ့အသက်ရှင်ပြီးတော့ဘယ်သူတည်တည်ငါတည်မိုင်းပြီးတော့ပုံစံနဲ့လုပ်နေတာဖြစ်ပါတယ်နော်အဲ့တော့ဒီ Chamber စစ်ကောင်စီရှိတဲ့နေရာတွေမှာပြည်သူတွေလည်းတကယ်ပဲသတိထားဖို့လိုပါတယ်နော်ကဲကျွန်တော်ပထမဦးဆုံးဗီဒီယိုတစ်ပုဒ်အနေနဲ့ဗိုလ်ကြီးညမျိုးစီပြောသွားတဲ့ဗီဒီယိုလေးကျွန်တော်နားထောင်ကြည့်လိုက်အောင်နော် ဒီဂျမ်းမီစံရိတ်ခါဖြစ်စာအိတ်က200ကျော်ဖြစ်ပါလေ230ဖြစ်ပါလိမ့်မယ်ဒီအပိုင်းတော့တင်မို့ဒီတော့ကကျွန်တော်စစ်ဆောင်နေပြီးတယ်ဒီနေ့ဒီတော့တက်ဖွဲ့တွေပြီးတယ်လက်ဖြန်ဆိုရင်လည်းပဲအဲကျွန်တော်တို့တက်ဖွဲ့တွေကိုကျွန်တော်ပြီးဖို့စီစဉ်ထားရှိပါတယ်အဲ့တော့ဆက်လက်စတိုက်ဆိုသလိုပဲဒီပြည့်မြေတားတွေမျက်ဝေကူညီနေတဲ့အားလုံးပေါင်းစည်းဆောင်ရွက်နိုင်တဲ့အာဒီချီးကျူးညီညွတ်သော အင်အားစုတွေဖြစ်အောင်လေကျွန်တော်တက်နိုင်တော့ကြိုးစားတော့မှာဖြစ်ပါတယ်။အဲဒီကြတော့ကျွန်တော်တို့တော်လိုင်းအောင်ပွဲရောင်နီးရာအမတန်နီးကပ်နေပါတယ်။နော်ဒါတော်တော်အခြေအနေအမတန်ကိုနီးကပ်နေပါပြီ။အဲဆစ်ချုံကောင်စီဖက်ကအခုဆိုရင်စစ်ကဲအားဆိုနော်လက်လက်ခရိုင်နေဒီလိုလဲချိုးနဲ့ချိတက်လာတယ်။ပြီးတော့ဆိုရိုးစကားလေးတစ်ခုနဲ့ပြောရရင်နော်ကိုနိုင်ငံပြဝုန်တဲမှာပဲကိုရဲ့စစ်တပ်ရှိရာကိုလေချောင်းကရိတ်ခါပို့ယူมาလွဲပြီးကျန်တဲ့နီးလမ်းမတက်နိုင်တော့တဲ့ဘယ် စစ်တပ်လက်နက်ကင်မဆိုကြဆုံးမှာဖြစ်ပါတယ်။ဘာလို့ဆိုတော့ပြည်သူတရားလုံးကဝမ်ပတ်ပိတ်ဆို့မှုပြည်သူတရားလုံးကခုခံတို့လန်မှုကိုသူတို့ဘလုံးနည်းနဲ့မှရေရှည်မတော့ကန်နိုင်ပါဘူး။ဒီရင်နဲ့ဘလောက်ပဲကြဲချပြီးတော့တိုက်ခိုက်ဒီရင်နဲ့ဘလောက်ပဲရိခါတွေပြေးဖို့ကြီးဖြစ်စီရေရှည်ဘယ်တော့မှမလုံနိုင်ပါဘူး။အဲ့တော့မင်းအွန်လိုင်းအနေနဲ့ဒီရင်တစည်းပစည်းပြတ်ကျလာတဲ့အချိန်ပြစ်ချခံရတဲ့အချိန်လက်နက်ခင်းရည်အလီမီယံမထုတ်လွှတ်နိုင်တဲ့ကာလစစ်ပြေးတွေထွက်ပြေးတွေအခုဆိုဒီရပိုင်းတော့တဲ့မှာစောင်းကြောင်းအပါဝင်ဖက်စစ်အကြမ်းဖက်လက်ပါစီတွေဖက်ကတေဆုံးတဲ့အင်အားအနည်းဆုံး 50နဲ့ထက်ရှိတယ်ဒီရပိုင်းမှာဖြစ်တယ်အဲ့တော့သူတို့ဘလောက်သေနိုင်ပါလဲဟုတ်လားပြည်သူတရားလုံးရဲ့တော်လိုင်းတိုက်ကြည့်တဲ့ဝင်းရတိုက်ခိုက်မှုဘလောက်ရင်ဆိုင်တောက်ခံနိုင်ပါလဲအဲ့တော့ကျွန်တော်တို့ကတော့ယုံကြည်ချက်အပြည့်နဲ့ပြည်သူသားတွေအားလုံးစီလုံးညီညွတ်သာမကြခင်တက်လမ်းမဲ့အောင်မန်းထီကိုရောက်သွားကြပါကဲဒါကဘိုးကြီးနေပြီစဉ်ရှေ့တန်းဖက်မှာစံနေတော်ပြီးမှဝင်မြနေတဲ့ view file ဖြစ်ပါရဲ့နော်အဲ့တော့ပြောတဲ့ဟာတို့ကအားရစရာကောင်းတယ်နော်လေရင်နဲ့ဘုံကျက်ဘလောက်ကျနေမှာမလို့လို့နော် ို့ဆိုရင်တို့စီမှာတကယ်ပဲเนาะလင်းနဲ့စစ်ကူပို့ရင်ပို့ပို့ပို့ရင်အောက်ကသွားရင်မနေ့ကလိုပဲစစ်ချောင်းလိုက်ပြုတ်မှာဆိုတော့တေးချာနေပေါ့เนาะလေချောင်းနဲ့ပို့ဖို့တော့မလွယ်ပါဘူးเนาะလေချောင်းနဲ့ပို့ရင်လည်း KI လိုမျိုးဒီ drone နဲ့ပြစ်ခံရရင်လင်းမှုတွေပြာကျတဲ့သတင်းတွေလည်းကျွန်တော်ကြားနေရပြီးသားပေါ့เนาะအဲ့တော့တို့ဘက်မှာဘလို့မှာတော့မလွယ်တော့ပါဘူးเนาะအဲ့တော့ပြည်သူတွေအားသင်းထားပါเนาะအောင်ပွဲကတော်တော်ကြီးကိုနီးနေပါ ကဲကျွန်တော်တို့တင်တဲ့ပုတ်ကတော့အခုဆိုရင် KIA ကပမုတ်ကိုရကာနီးဖြစ်နေပြီပေါ့နော်အဲ့တော့တော်တော်ကြီးကိုပြင်းပြထန်ထန်လဲချမ်းမက်စစ်ကောင်စီကခုခံမိမဲ့လဲနိုင်ဝဲတွေဆက်နေတာဖြစ်ပါရဲ့နော်အဲ့တော့ဒီပမော်ပြီးသွားပြီဆိုရင်တချို့တွေကဒီဖားကန်ဘက်ကိုတိုက်မယ်လို့တော့မှန်းကြတယ်ပေါ့နော်ဒါပေမဲ့လည်းပမော်ပြီးရင်ဒီမြစ်ကြီးနားကိုတိုက်ဖို့အရင်ဆုံးသိမ်းဖို့ဖြစ်နိုင်တယ်ဆိုပြီးသုံးသပ်ထားတဲ့ဟာနားအောင်ကြည့်အောင်နော်อืมကျွန်တော်ထင်တော့ KIA ရဲ့နော်ကျွန်တော်တို့ပမော်စစ်စင်ကြီးကိုဆွဲဖို့အတွက် KIA ရဲ့ရေးကြည့်တဲ့နော်ဘာနာရေးဝင်ငွေနော်တော်တော်လေးရေးပါတဲ့ဖားကမ်းမဲ့ကိုသူကစီးရချင်းချောက်မှုပြတာတနည်းအားဖြင့်ပြောရလို့ရှင်ဗမော်ဘက်မှာဆက်ပြီးမတိုးအောင်လို့သူ့ဘက်ကနေကလှုပ်ရှားလာတာနော်အဆစ်စင်ကြီးလှုပ်လာတာအဲ့လိုကျွန်တော်တို့ယူဆပါတယ်ဒါပေမဲ့တကယ်တော့ဖားကမ်းကလည်းဖားကမ်းအဝင်လမ်းနေရ KIA ဖြတ်တော့ပြီးဖြစ်ပါတယ်ဒါကြောင့်မို့နော် အဲအဲ့ဒီအားကန့်လှူရှာမှုမှာကျွန်တော်တို့အခုကအကုန်လုံး PI အနေနဲ့မသိပဲရသေးတဲ့အနေထားသာရောက်နေတာပေါ့ကြီးဒီဒုတိယပြင်မော်တော့ကျွန်တော်လုံခင်ပြီးွားစကန်နိုဘာလို့နော်အဲ့ဒါကြီးတော့မသိရသေးဘူးပေါ့ကြီးအဲ့တော့အဲ့ဒါတွေကပမောစကန်သိပြီးတော့မှသူ့အနေနဲ့အဲ့ဒီခါဒီဘက်ကိုလှည့်မယ်လို့ထင်ပါတယ်လောလောဆယ်ကတော့ကျွန်တော်တို့ပမော ဒီဆေးမြားဥကိုပို့ပြီးတော့အာယုံစိုက်ပြီးတော့တိုက်နိုင်တယ်ဖြစ်မှာအဲ့ဒီထဲမှာကျွန်တော်တို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံလည်းလူရခိုင်တပ်ဖွဲ့တွေကိုကျွန်တော်တို့ဗမာစစ်စင်ရေးအတွင်းမှာစစ်စင်ရေးပြပြအောင်အောင်မြောင်သူ့အနေနဲ့လုပ်ဖို့တောင်းဆိုထားတာရှိတာကိုအဲ့ဒါကြောင့်ကျွန်တော်တင်တာရှေ့လာမဲ့ကျွန်တော်တို့ဒီလာပိုင်းလောက်အတွင်းမှာဆိုရင်တော့ဗမာကကြဆုံးသွားတယ်ဟွန်း ပမောကြပြီဆိုလို့ရှင်တော့ကျွန်တော်တို့ခုနကတရင်ကောင်းနေလာတော့မယ်နော်ဖားကမဲ့ကျွန်တော်တို့အဲဆစ်စင်ကြီးကိုနော်ခုကတော့ကာထားတဲ့သဘောလောက်ပဲရှိတာပေါ့မြစ်ဒါပေမဲ့စီဥတီရက်ကဖားကံကိုဆက်သွားမယ်လို့ထင်ပါဦးကျွန်တော်ထင်တာကတော့မြကြီးနာဘက်ကိုဥတီသွားလိမ့်မယ်လို့ထင်ပါအဲ့တော့မြကြီးနာဆိုရင်မြကြီးနာတစ်ဖက်ကန်းတစ်ခုလုံးကိုကျွန်တော်တို့ဟိုကဲအသိမ့်ပိတ်ထားပြီးတော့ဖြစ် မြို့ပဲအဲမဘခပဲအဓိကနော်အဲတိုက်ခိုက်ဖို့လိုပါတော့အဲ့တော့အာရှေးလာတွေမှာတော့ကျွန်တော်တို့အမောတိုက်ပွဲပြီးတဲ့နဲ့ကျွန်တော်တို့အဲ့ဒါပြီးလို့ရှင်မြင်းကြီးနာမဘခသိမ့်ပိုက်ရေးတိုက်ပွဲစီကိုအဲ KIA ရှစ်ကျောင်းနေရာဥတီသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီအဲ့ဒါတွေတိုက်ပြီးပြီဆိုလို့ရှင်တော့ကျွန်တော်ခုနကဖားကန့်ဒေတာသိမ့်ပိုက်ရေးဆိုတာလဲ တိတ်တော့မခက်တော့ပါဘူး။ဒါကြောင့်မို့အမောတိုက်ပွဲဟာခုရှိလာမယ့်လပိုင်းအတွင်းနော်ကျွန်တော်တို့ဂျွန်လာထဲမှာဆိုတော့ဂျွန်လာရဲ့မိုးစစ်စက်တီအောက်မှာအမောအောင်ပွဲကိုကျွန်တော်တို့မြင်ရလိမ့်မယ်လို့မျှော်လင့်စရာရှိတဲ့အကြောင်းကျွန်တော်တို့သုံးသပ်ပါတယ်ကဲဒါတော့ပေါ်ပေါ်တိုက်ပွဲနဲ့ပတ်သက်ပြီးသုံးပတ်တထားတဲ့တရင်ပဲဖြစ်ပါတယ်เนาะအဲ့တော့မကြခင်အောင်ပွဲရတော့မယ်လို့သုံးတက်ထားတဲ့အတွက်တကယ်ပဲဝမ်းသာစရာကောင်းပါတယ်အဲ့တော့မကြခင်ဒူဝါကြီးတွေအောင်ပွဲပေါ့เนาะကျွန်တော်တို့လေးစားဂုဏ်ပြုရတော့မှာဖြစ်ပါတယ်เนาะ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ရဲ့ UNG ဝန်ကြီးဒေါ်စင်ပေါင်အောင်ကပေါ့နော်ဒီ Bangkok Post ဒီသတင်းစာပါပေါ့နော်သူစောင်းမတစ်ပုဒ်ရေးတယ်အဲ့စောင်းမကဘာလဲဆိုတော့တရုတ်ကိုပြောရတာပေါ့နော်တရုတ်မင်းအလွယ်လွယ်ပြောရင်ပေါ့နော်တရုတ်မင်းမင်းအောင်လိုင်းနဲ့ပေါင်းရင်တော့ဘယ်လိုပြည့်စည်မလဲတော်လိုင်းတစ်ဖက်နဲ့ပေါင်းနေဆိုရင်တော့ဘယ်လိုမျိုးအကျိုးမြတ်တွေရနိုင်တယ်အဲဒါမျိုးတွေပြောထားတဲ့သတင်းလေးကျွန်တော်နောက်ထပ်ကြည့်လောက်နော်တရုတ်ဆိုတာအနေနဲ့စစ်ကောင်စီဘက်မရဖက် NUG ဘက်ကိုရက်တည်ဖို့အမျိုးသားညီညွတ်ရေးအစိုးရပြည်သူသားပြောနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်က Bangkok Post သတင်းဌာနမှာစောင်းပါရေးသားခဲ့ပါတယ် အဲ့ဒီဆောင်းပါးထဲမှာဗမာပြည်ပြည်တွင်းစစ်ပြီးလို့ရှိရင်တော်လိုင်းရင်အင်အားစုတွေဥဆောင်တဲ့အစိုးရတရက်ကိုလိုချင်သလားစစ်အာဏာရှင်တွေအစိုးရတဲ့အစိုးရတရက်ကိုလိုချင်သလားဘယ်ဟာကပို့ပြီးတော့တည်ငြိမ်မှုရှိမလဲလို့တရုတ်အစိုးရကိုသူကမေးခွန်းထုတ်ထားပါတယ်တရုတ်ရဲ့မြန်မာနိုင်ငံရေးမှာအခုပါဝင်ပတ်သက်မှုဟာသူမြပြည်တွင်းရေးကိုကြားဝင်ဆွတ်ဖက်ဘူးဆိုတဲ့မူဝါဒနဲ့လွဲချော်နေတယ်လို့လည်းဒေါ်စင်မအောင်ကဆောင်းပါးထဲမှာဝေဖန်ထောက်ပြထားပါတယ် NUG အပါအဝင်မြန်မာနိုင်ငံရေးနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးကိုဆက်ဆံဖို့လဲသူကတရုတ်ကိုတိုက်တွန်းထားပါတယ်။ NUG အနေနဲ့စစ်တပ်ကိုအမြင့်ပြတ်ရှင်းလင်းမှုရည်ရွယ်ချက်ရှိတာမဟုတ်ဘဲအစိုးရအပေါ်မှာတစ္ဆာဆောင်တည်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာဖို့သာလိုလားတာဖြစ်တယ်လို့လဲဆောင်းပါးထဲမှာထည့်သွင်းရေးသားထားပါတယ်။တရုတ်အစိုးရကတော့ NUG အမျိုးသားညီညွတ်ရေးအစိုးရကိုအမေရိကန်နဲ့အနောက်အုပ်စုလိုလားသူလို့သတ်မှတ်ပြီးတော့သူတို့နဲ့မဆက်ဆံဖို့မြောက်ပိုင်းညီနောင်အဖွဲ့တွေအပေါ်ဖိအားပေးနေတယ်လို့ကြဲကြဲလောင်လောင် တရင်ထွက်ပေါ်နေပါတယ်။ကဲဒါကတော့ဗောနော်တရုတ်ကြီးရဲ့ရန်ကိုအကောင်းဆုံးရှောင်တိန်နိုင်ဖို့ဒါပြောဆိုထားတယ်လို့ပဲကျွန်တော်တို့မှတ်ရမှာဗောနော်။အဲ့တော့ဘာပဲပြောပါဒီတရုတ်ကြီးရဲ့ဆုံးဖြတ်ချက်ကတော်တော်အရေးကြီးတာအလုံးသိပြီးသားဖြစ်ပါတယ်နော်။တရုတ်ကသားဗောနော်တော်လိုင်းဘက်မှာဒီ1027ကဆက်ပြီးတော့ရက်တည်တယ်ဆိုရင်တော့မင်းအွန်လိုင်းပြုတ်တာကြာပြီဗောနော်။အဲ့တော့အခုဒီခံနေတာလဲဒါတရုတ်ဒီကြောင်းဆိုတာအလုံးသိပြီးသားဖြစ်ပါတယ်နော်။အခုဆိုရင်ကြောက်ဖြူလိုမျိုးဒီတိုက်ပွဲတွေမှာဆိုရင်ဒီတရုတ်စစ်သား20လောက်ကဗောနော်ဒီ drone တွေပါညာအဲ့လိုမျိုးဗောနော်စစ် drone တွေကိုအကင်တွေမောင်းနေပြီးတော့တိုက်ကူပေးနေတဲ့အခြေအနေကျွန်တော်တွေ့နေရပါတယ်နော်။အဲ့တော့ဘာပဲပြောတရုတ်က ဒီအယူရဲ့ဝင်ကြီးရဲ့တောင်းဆိုမှုကိုလူလိုနားလည်ပြီးမှပေါ့နော်တော်လိုင်းဘက်ကိုပြန်ပြီးတော့ရက်မယ်မရက်ရင်တော့မှနော်မင်းအောင်လိုင်းကိုမကူညီဘူးဆိုရင်တော့ဖြီးပြီးတယ်ပွဲရအဲ့တော့ဒါမျိုးတွေပြန်စစ်စားလာတယ်ဆိုရင်တော့ဒါကျွန်တော်ဘက်ကအကျိုးမြတ်ပေါ့နော်အဲ့တော့ဒီလိုမျိုးပြောင်ပြောင်တင်းတင်းပေါ့နော်မင်းဒီတရုတ်ကိုပြောနေပြောရဲတဲ့ခြေနေလည်းရှိလာပြီလေနော်အဲ့တော့ဒေါ်စင်မောင်ပြောသလိုဒါတရုတ်ကနားလေသွားရင်တော့ဒါအကောင်းဆုံးပဲပေါ့နော်ပြီးသူလည်းအထိမနာတော့ဘူးပေါ့ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့အချမ်ပတ်စစ်ကောင်စီတပ်တွေမှာဘယ်လောက်ထိတက်ပြတ်နေလဲဆိုတာကိုနော်ပြောထားတဲ့ဘောမောင်မောင်ရဲ့ဗီဒီယိုကျွန်တော်ကြည့်လာအောင်နော်တကယ်ပဲအမှသူတို့အချင်းချင်းနေပါနော်သူမရကိုယူကိုမရသူယူပုံစံတွေပေါ့နော်နားထောင်ကြည့်လာအောင်စစ်ဗိုလ်ကြီးတွေနော်ဒါဌာနခွဲဗိုလ်ကြီးပေါ့တုံးဝင်ပေါ့ကဲစပြီတုံးဝင်ဗိုလ်ကြီးကသူနဲ့တပတ်စင်တယ်ဆိုတော့သူတို့ပဲတုံးဝင်နေပွဲပေါ့ကွာနော်တုံးဝင်နေဗိုလ်ကြီးတအူးရဲ့ဇနီးမယားကိုနော်ဇနီးမယားကို အတူတူအရက်တူတူတောက်ပြီးတော့တဲ့နော်အရက်တူတူတောက်ပြီးတော့ရရှိဒီစာရိတ်တာထဲမှာပေါ့နော်ကဲတနည်းအားဖြင့်အဲမူးလို့ပဲနော်အရက်တူတူအရက်မူးအောင်တိုက်ပြီးတော့ကျန်စီတယ်ပေါ့ဆိုလိုချင်တာကကျန်စီတာလားဒါကတော့ကျွန်တော်အခုစဉ်းစားဆုံးဖြတ်တနည်းအားအခုလောဆောလောလောဆယ်ယူဆလို့ရတာကတော့အရက်မူးအောင်တိုက်ပြီးတော့လိန်ဆက်ဆံလိုက်တယ်ပေါ့ဗျာနော်အဲလိန်ဆက်ဆံလိုက်တဲ့အခါမှာအဲဘသူ့ကိုခေါ်ခိုင်းနေဆိုတဲ့ခါကျတော့ တက်ချက်ကြီးပေါ့တက်ချက်ကြီးနာမည်ကျွန်တော်သိတဲ့နာမည်ကျွန်တော်မပြောသေးဘူးเนาะအဲအဲ့ဒီဘောကောမစ်ဆိုရှင်လင်းရေဝုံအောင်တိုက်ပြီးတော့ဟောရေဝုံအောင်တိုက်ပြီးတော့လောက်လိုက်တဲ့ဒီပူကြီးကိုလည်းနာမည်သိတယ်ကျွန်တော်မပြောသေးဘူးเนาะဘာကြောင့်လဲဆိုတော့ဆီလောက်ချင်တာလောက်ဆီရှိတာလေလောက်ပါစေဘုံပေါ့เนาะကျွန်တော်အများကြီးသိခံထားပါတယ်သွားပြီးခေါ်လာပြီးတယ်ခေါ်လာပြီးတဲ့ခါမှာရက်တူတူတောက်ကြတယ်တောက်ကြပြီးတော့စာရိတ်သားထဲမှာပဲအာကာမဘောကောမစ်ဆိုရှင်ကြံစီလိုက်တယ်ပေါ့ကာမကြံစီလိုက်တယ်ပေါ့ကာမယူလိုက်တယ်ပေါ့နော်ကာမရယူလိုက်တယ်ပေါ့ အဲရယူလိုက်တဲ့အမှုကအဲ့မှာမပြီးသွားဘူးမပြီးတော့ဒီအမျိုးသမီးကမကျေနပ်ဘူးမကျေနပ်တဲ့အခါမှာဒီတယင်းမှုရဲ့မိမကသွားညှိတယ်အတူညှိမှာပြဿနာတက်အောင်တယင်းမှုကအေးအေးပါကျွန်တော်ဘယ်မှာဖြစ်ဖြစ်နော်ဟိုခင်ဗျားနိုင်ငံအကြီးအကဲတွေမှာလေကျွန်တော်တို့ဒီအရာရှိတွေကအဲ့လောက်တိမဟုတ်ဘူးဗျအရာရှိကတော်တွေကတော်တော်ဆိုးတာသူတို့ကအုပ်ချုပ်နေတယ်သူတို့ကြောက်ရပုံစံမျိုးပြတယင်းတယင်းတယင်းနိုင်မှာအဲ့လိုပဲသူတို့ကအာဏာပါဝါပိုပြတယ် အဲ့တော့အခုဒီဖြစ်ရက်ကဒီဖြစ်ရက်ကသူစမှာပဲကျွန်တော်တို့တက်တက်လုံးသိကုန်ပါသူတော့သွားပြီးတော့ညှိနိုင်တာဟုတ်အဲညီမလေးရဲ့မတိုင်ပါနဲ့ပေါ့ပတ်စံငွေ330ပေးပါမယ်ဆိုတဲ့ပုံစံမျိုးသွားညှိတယ်အညှိတဲ့အခါမှာတော့သူညှိတဲ့အချိန်မှာကြားသွားတဲ့ရဲမီတယောက်စီကနေပြီးတော့တရင်ကဆက်ပွားပါလေရောပွားလဲပွားတော့မှမျိုးသမီးရဲ့ယောက်ျားကတိပါတယ်ပြပါတော့ဒေါသထွက်တာပေါ့ဗျာသူသူကိုကိုပေါ့ဗျာနော်သူသူကိုသူ့မိမထိတဲ့ခါကျတော့သူ့မိမကိုဒါမျိုး ကြံစီလိုက်တယ်မနှိမ်လိုက်မနှိမ်ချင်းလိုက်တယ်ပေါ့ဗျာနော်ပြောရမယ်ဆိုလို့ရှိရင်တော့ဟုတ်လားဒါတူတူပဲပြောရမှာပေါ့အလိုမတူဘူးဆိုတော့ဒါမနှိမ်ချင်တာပဲနော်အာမနှိမ်ချင်လိုက်ဆိုတော့ယောက်ျားတယောက်ပဲဘယ်ခံနိုင်ရရှိနေမလဲနော်အတော်သေးတာပေါ့တနတ်တွေပါရယူပြီးတော့နင်လားငါလားဆိုပြီးတော့ဟုတ်လားနင်လားငါလားသွားမပြတ်တက်လိုက်တာကံကောင်းတယ်ထုတ်ဒါပေမဲ့လည်းဒီအရာရှိဒီဘိုးကြီးကသူလည်းဘိုးကြီးပဲဘိုးကြီးကဘိုးကြီးစစ်တယ်နော်ရှင်းပါမယ်နော်ဥပဒေနဲ့ရှင်းပါမယ်ဆိုပြီးတော့အထက်ကိုတိုင်ပါလေရောနော်အတိုင်တဲ့အခါမှာ လုံးဝမတိုင်ဖို့ဆိုပြီးတော့တယင်းမှုနာမည်လည်းသိတယ်တယင်းမှုကတော့နာမည်လည်းသိတယ်သူတို့နှစ်ယောက်ကနေပြီးတော့ဖီးယားပေးပါတယ်မတိုင်နဲ့ပေါ့နော်လုံးဝမတိုင်ပါနဲ့တိုင်လို့ရှိရင်ဘာဖြစ်မလဲညာဖြစ်မှာပေါ့ဗျာနော်အဲဒါလည်းမဟုတ်သေးဘူးနော်နောက်ထပ်ဘသူတွေကမထပ်ပြီးဖြစ်တက်ဆွယ်မှုလို့ခေါ်တာပေါ့ကျွန်တော်တို့ဒီအမြောက်တက်ကမြောက်တက်ကဘုံဘူးကလည်းသူတို့ကိုခေါ်တွေ့ပြီးတော့မတိုင်ဖို့ဆိုပြီးတော့ပြောပါတယ်ကဲဩမပြီးသေးဘူးဗျာ ဒါဘိုးကြီးဆင်းနေတော့ဟိုဘုံမဦးရဖားရနေဒုတိုင်မှုကိုယ်တိုင်ဆင်းလာတိုင်မှုတွေကတော့ဘယ်တော့မှဆင်းမလာဘူးနော် ARD မှာဒီလိုပဲတိုင်မှုတွေကဒုတိုင်မှုနဲ့လှုပ်လှထားပြီးတော့ဒါအဲဒီလိုပဲဒီနာမခအခေါ်မစောအမ်မဘခမှာပေါ့ဗျာအဲသူတို့ကလည်းဒုတိုင်မှုကဆင်းလာတယ်ဆင်းလာပြီးတော့မတိုင်ဖို့ပေါ့နော် PRP ပြောဆိုတယ်ပေါ့နော်အဲတိုင်မယ်ဆိုလို့ရှိရင်ခုဆိုလို့ရှိရင်ဘယ်လိုစီစဉ်လိုက်လဲဆိုတော့ဟိုပုဂ္ဂိုလ်ကတော့ခွင့်မလွတ်ဘူးနော်ဘူကြီးကတော့ခွင့်မလွတ်ဘူးသူခွင့်လို့ရတယ်နော်ဒါမျိုး မရင်းချင်းလိုက်တဲ့ဟာမကျင်းမရင်းချင်းလိုက်ခြင်းကိုလုံးဝခွင့်မလွတ်ပါဘူးခွင့်မလွတ်တဲ့အတွက်ကြောင့်မလို့အသူတွေဘာပြောပြောတိုင်မယ်တိုင်ပါလေအဲတိုင်လိုက်တဲ့အခါမှာတော့အဲ့ဒီပူကြီးကဘယ်ဘွားရောက်သွားလဲဆိုတော့ချက်ချင်းလငယ်အရှိတန်းကိုပို့လိုက်ပါလေနော်တတ်ထဲမှာလုံးဝမထားတော့ဘူးမင်းရှည်တန်းသွားတော့ဟုတ်ပြီတိုင်ခိုင်းပြီဆိုင်နေရတော့ရှင်းနေမရင်းချင်းခံလိုက်ရတော့ပူကြီးရဲ့မိမကတော့တက်ပြင်မှာပြီးနေခိုင်းလိုက်ပါပြီ တက်ပြီးတော့နေခိုင်းလိုက်ပြီးတော့တိုင်လာတိုင်ချက်ကလည်းပြီးသွားပြီเนาะတိုင်ချက်ကတိုင်လာပြီးသွားပြီတိုင်တဲ့ခါမှာတရခံဖြစ်တော့ဘူကြီးကျွန်တော်တို့ဒီဌာနခွဲဘူကြီးကတော့တက်မှရှိနေပါလေဖမ်းချုပ်ထားတယ်ဆိုပြီးတရခံအောင်တရခံလို့မထားပင်းနဲ့เนาะအရာရှိရိတ်တာမှာသူ့မိမနဲ့အေးအေးဆေးဆေးပဲထားပါလေတဲ့เนาะအဲ့တော့ဒီတိုင်ချက်တွေအလုံးကိုအခုကြားနာစစ်ဆေးနေတယ်။ကြားနာစစ်ဆေးတဲ့အခါမှာကြားနာစစ်ဆေးတဲ့အခါမှာဒီပေါ့ဘူကြီးကသူ့ရဲ့ထွက်ဆိုချက်တွေကို အတည့်ရလို့ပေါ့တည့်ရလို့ဘူကြီးကအခုရှေ့တန်းရောက်နေတဲ့ကြောင့်မဟုတ်လို့ထွက်ဆိုချက်မှန်သမျှကိုရှေ့တန်းအဝေးရောက်ထွက်ဆိုချက်ဆိုပြီးတော့သူတို့စိတ်ထဲစိတ်ထဲကပေါ့နော်စီမံတယ်လို့လှုပ်ဖို့ကြံစည်နေတဲ့အတိုင်းအတာရှိပြီးတော့ဒီပေါ့မရင်းချင်းလိုက်တော့ဘူကြီးကနော်ဟိုဒီပြောမရင်းချင်းလည်းပြောလို့မရဘူးဗျာကာမလိန်လေပြီးယူလိုက်တဲ့နော်ဘူကြီးကအဲဘူကြီးကအခုခုရှင်ဆိုင်နေရတယ်နော်အဲ့တော့အဝေးရောက်ထွက်ဆိုချက်ဆိုပြီးတော့ ဟိုပေါပေါပြပြနဲ့လောက်လိုက်လို့ရှိရင်တော့တရားခံကတော့လွတ်သွားမှာပေါ့ဗျာဒီတရားခံကိုကျွန်တော်တို့ကဆက်လက်လေ့လာကြည့်တဲ့အခါမှာအတရားခံကလည်းနေတော့အကောင်မဟုတ်ပဲပြင်မှုနော်တရားခံကနေတော့အကောင်မဟုတ်ဘူးဘုသူ့ရသားဖြစ်နေတယ်ဆိုတဲ့အခါကျတော့နော်ဟုတ်အာသူကရဲချုပ်ဟောင်းတယ်နော်ကဲလာပြီနော်ဟိုချုပ်တန်းလိုက်ရဲ့အမှတ်ဖြစ်နေတယ်ကဲဟောကြည့်နေငင်းနေနော်ဒါတို့ကလည်းကြီးတယ်ငွေရလည်းရှိပုံရပါတယ်နော်အဲ့တော့ဒီပြဿနာကအခု ဖြစ်နေတယ်ခင်ဗျားတို့မယုံလို့ရှိရင်အိုက်တက်မှာစုံစမ်းမှာဖြစ်ရတယ်ဒီသတင်းကိုကျွန်တော်စာပြီးရတဲ့အချိန်မှာအမ်ကျွန်တော်တော့မှပဲပြောရမှာပုံကူပြန်စဉ်းစားရတယ်ငါအတူတူမုန်းခံနိုင်လားเนาะဟုတ်ပြီအမှန်တရားတက်ငါအမုန်းခံဖို့လည်းဝေမလေးဘူးခင်ဗျားတို့ချစ်ချင်းမုန်းခြင်းပေါ်မှာကျွန်တော်စိတ်ဝင်စားတာမဟုတ်ဘူးကဲကြားတဲ့အတိုင်းပဲစစ်တက်ထဲမှာဘယ်လောက်ထောက် ပြတ်ဖြစ်ပြတ်နေလဲဆိုတာအလုံးမြင်တဲ့အတိုင်းပဲပေါ့နော်တက်ပြတ်အောင်တင်မကောက်အကျင့်တွေပါပြတ်တာအကျင့်ပြတ်တာလဲကြာနေပါပြီတက်ပြတ်တာလဲကြာနေပါပြီနော်တကယ်တော့မကြာဘူးခဲ့ဘူးနော်ဟိုတော့ဆိုမရှိဘူးနော်နောက်ပြစစ်တက်မှာဒါမျိုးကြီးနိုင်ငံကြီးရှိပေမဲ့ဒီလောက်ထိဆိုးရွားတာမရှိဘူးနော်ခုဆိုရင်ချမ်းပဲစစ်တက်ကစစ်တက်ထဲမှာဘလောက်တော့ပြတ်စီးနေလဲဆိုတာဒီရဲ့သတင်းစကားကိုကြားရင်သိနိုင်ပါတယ်နော်ကဲချမ်းမစစ်ကောင်စီကသူတို့တက်ထဲမှာပဲတက်ပြနေတာမဟုတ်ဘူးเนาะဒီစစ်မြေပြင်မှာလည်းဘယ်တော့တောင်မှာပေါ့เนาะအကြအဆုံးတွေများပြီးတော့တက်တက်ပြနေလဲဆိုတော့သူပဲထုတ်ပေါ်ထားတဲ့ဒီမောမောမောပဲပြောထားတဲ့ဟာလည်းနောက်အောင်ကြည့်အောင်เนาะအဲ့တော့ အဲ့ရတဲ့အထုံးလေးလေးအမြောက်တက်ကိုဒီအေအေကအရတိုက်နေတဲ့အတိုင်းဒါရှိတယ်။ရတိုက်နေတဲ့အခါမှာအတက်ကလည်းအကောင်းဆုံးခုခံကာကွယ်နေပါလေ။အကောင်းဆုံးမှာကျွန်တော်တို့တယင်းနေတယင်းတမ66တယင်းနေအခုဒီကာခင်းကနေပြီးတော့နော်ကာခင်းကနေကာကွယ်ထားတဲ့အတွက်ကြောင့်၃လေးလေးကိုတော့လုံးဝလုံးဝဒါတပုံးကကတ်မနိုင်သေးဘူးပေါ့။ဒါပေမဲ့လေအကာခင်းနေမှာတော့တိုက်ပွဲအပြင်းထန်နေပါလေ။ကိုရန်သူကိုတိုက်လို့ဒဏ်ရာရတယ်။ ိုက်မှာဒဏ်ရာရသူရှိကြောမှာဒဏ်ရာရရှိဒရော့ဘုံထီလို့ဒဏ်ရာရသူရှိလက်ချွတ်လမ်းမလျှောက်နိုင်တာရှိတယ်နော်အဲ့လောက်နာကျင်နေတဲ့ဒဏ်ရာစစ်တီတဲ့အားလုံးကိုလှုပ်ထုံးလှုပ်နီးရဆိုလို့ရှိရင်ပသိမ်မှာရှိတဲ့မဆာဖလေးအဲ့ဒီကိုကျွန်တော်တို့ဒီဒဏ်ရာစစ်တီတွေကိုပို့ပြီးတော့စေကူတာမှုခံယူစီရမှာဖြစ်တယ်လို့အနာပေးရမှာဖြစ်တယ်ဒါပေမဲ့ဒီပေါ့နော် ARD ဒုတိုင်းမှုကားတဲ့နော်လုံးဝပေးမနာပါဘူးတဲ့နော်ဒဏ်ရာရစစ်တီလေးဘာမှမရှိတော့ဘူးနဲ့ ဈေးကိုဈေးဥမာဈေးမကူပေးပဲနဲ့ဘယ်နေရာမှာထားလဲဆိုရှင်ကာကင်းမှာတော့မထားတော့ကာကင်းမှာရွေးချွန်တိုက်ခဲ့ပြီးသွားပြီတော့တာဝန်နဲ့ကြေလာတယ်ကြေလာတဲ့စစ်တီတွေကိုတုံးလေးလေးဒီဌာနချုပ်ပေါ့ဌာနချုပ်ဒီတက်ရင်းမှာအားလုံးကိုခံစစ်ပြင်ခိုင်းတာလေဟောဆိုလိုချင်တာကဗျာသူ့ရဲ့လုံထုံးလုံနေရဆိုလို့ရှိရင်ဒဏ်ရစစ်တီအနေနဲ့ကျွန်တော်တို့ဈေးဥမာဈေးကူတာမှုခံယူရမယ်မဟုတ်ဘူးလားအဲ့တော့ကိုစစ်သားတွေရဲ့အခွင့်အရေးဒါနံပါတ်၁ချက်စစ်တီတွေရဲ့ရပိုင်ခွင့်အရေးဖြစ်ပါပြီ နံပါတ်2ချက်အနေနဲ့ကလုံထုံးလုံနေကျင်းနှံပါလုံထုံးလုံနေရရဆိုလို့ရှိရင်အာစစ်တီတွေအနေနဲ့ဒါဟိုဒဏ်ရာရပြီဟဲ့ဆိုလို့ရှိရင်ဈေးဥမှာဈေးကူတောင်းမှရှိရမယ်ကဲကြားရတိုင်းပေါ့နော်အဲ့တော့ဈေးတောင်မှာဈေးကူတောင်းခွင့်မရှိတဲ့ပုံစံတွေဖြစ်နေပေါ့နော်တက်ထဲမှာတော်တော်တက်ထဲမှာတော်တော်ကြီးတက်ပြက်နေတဲ့ဟာတွေမြင်ရပါတယ်နော်အဲ့တော့ ခုကျွန်တော်တို့ဒီ UNG ကလည်းအထွေထွေထိုးစစ်ကြီးစမယ်ဆိုတော့ခါကြတော့သူတို့ဘက်မှာပို့ပြီးတော့ဗောနော်တက်ပြတ်အောင်မလားလာလဲမြင်နေရပါတယ်နော်အဲ့တော့ပြည်သူတွေခုချိန်မှာတော့မင်းအောင်လိုင်းမှာလင်းပြမဲ့ရှိတော့သူတို့လင်းနဲ့ဘုံကျဲတဲ့ဒဏ်ကတော့ကျွန်တော်တို့ပြည်သူတွေခံနေရပါဗောနော်အဲ့ဘာပြောအာတင်းထားကြပါဗောနော်အခုလို့မြင်နေရတဲ့တည်နေတာဒါအမှန်ကန်နေနော်ဒါတော့ကဘောမာတွေကိုယ်တိုင်ကလိုင်းပေါ်မှာပြောရဲဆိုကြရတာဘလောက်တောင်အထက်မှာတက်ပြတ်တယ်ရှုံးမလဲဆိုတာအများကြီးရှုံးမှာနော်ဒါလုံးဝထိန်းလို့မရတယ်ပဲပေါ်လာတာဗောနော်ဟိုနေ့ကဆိုရင်လည်းဒီဂိတ်မှာပါပါစာနဲ့ဒီ ဒီဘိုးကြီးတယောက်နဲ့ဒီဗီဒီယိုဖိုင်ဆိုတာကနော်ဒါတည်းအကြာလာပြီဖြစ်တာတည်းအခုမှဗီဒီယိုဖိုင်တွေပေါ်လာလို့ပြည်သူတွေအားလုံးသိရအောင်နော်အဲ့တော့တို့ဘက်မှာတော်တော်ကြီးတက်ပြတ်နေတဲ့အခြေအနေတွေဖြစ်နေပါပြီဒါအပြင်ဒီထွေထွေထိုးစစ်ကြီးတွေစပြီးတော့ထပ်ပြီးတော့အကျုံးခံအောင်မယ်ဆိုတော့မကြခင်မဲအွန်လိုင်းရေဘဝတော့နော်ဒီဘလိုဖြစ်မလဲဆိုတာအားလုံးလည်းခံမှန်းမိသားဖြစ်ပါရဲ့နော်အခုလင်းနေဝယ်ထားလက်ခဝယ်ထားမှာနော်ဒါပြေးဖို့ဆိုတာအားလုံးလည်းသိပြီးသားဖြစ်ပါရဲ့နော်အဲ့တော့အားတင်းထားကြပါမကြခင်တော်လိုင်းရေးရတော့နိုင်ဖို့တေချာသလောက်ဖြစ်နေပါပြီနော် ကဲနောက်ဆုံးမှာတော့เนาะသတင်းသတင်းလိန်ကြော်စိုးကဘာတွေပြောထားလဲဆိုတော့ကိုကျွန်တော်တော့တွားပြီးမှကြည်အောင်အဲ့တော့ကြော်စိုးကဘာတွေလိန်ပြီးမှကိုစီကဘယ်လိုမျိုးဒက်ဖိုက်ထားလဲဆိုတော့ကျွန်တော်တော့တွားပြီးမှနားထောင်ကြည်လအောင်เนาะဒီတိုင်းမြန်မာနယ်စပ်ကဒေဘောဘူစစ်ကောင်စီစခန်းကိုစစ်ကူလာတဲ့စစ်ခွေးအကောင်80ကို KNL ဥဆောင်တဲ့မဟာမိတ်ဖွဲ့ကဘလို့ဝိုင်းပင်းနေဆိုတာကိုခင်ဗျားတို့ကျွန်တော်တို့ live ပေါ်မှာအားလုံးတွေ့ပြီးကြားထင်ပါလေကျွန်တော်လည်းတွေ့ဘူးပါပြီကျွန်တော်အခုဒီနေ့ပြကြင်တာကအဲ့ဒါကိုမဟုတ်ဘူး နော်လက်ရှိစစ်ခွေးထောက်ခံတဲ့ဝါရဖြန့်နေတဲ့အထဲမှာအမာခံအဲ့ဒါကတော့ကြောင်ဆိုးဦးလို့ခေါ်တယ်ကြိုဆိုးဦးဘာတွေပြောမလဲဆိုတာကိုအဲ့တဲ့တဲ့ကိုကျွန်တော်တို့ကြည့်ပါကြမယ်နော်အဆုံးသတင်းပို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒီတက်မတော်စကန်နေတိုက်ခတ်ခံနေရတဲ့အခြေအနေပါတိုက်ခတ်ခံနေရတယ်ထိုင်းထိုင်းမြန်မာနယ်စပ်ဆလာတွေကတွေ့တယ်မလားဟမ်တိထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ တက်စကန်းတွေကိုတိုက်ခိုက်ခံနေရတယ်မတိလို့ချင်းအမေသူတို့ဆရာကြီးထားတယ်ဗောတိုက်ခိုက်ခံနေရတာလားခွေးပြေးဝက်ပြေးပြေးပြီးတော့တိတ်ခံထိနေရတာဟုတ်တယ်မလားပကတိအမှန်တရားကိုဘလို့မှလိန်လို့မရတော့တဲ့အဆုံးမှာဟုတ်ဒီနေ့ဒီစကန်းခိုင်းတိုက်ပွဲတွေရုတ်တန်တွေဘလူပြောင်းထွက်လာတော့ဘလို့မှလိန်လို့မရဘူးဟုတ်တယ်ပြီးတာလို့မရဘူးဒီသတင်းကိုအဲ့တော့ဘာလို့လဲခက်တိနဲ့တက်လာတိုက်ခိုက်ခံနေရတာမတိလို့ချင်းအဲဟိုသူတို့အခိုင်အမာစကန်းယူဘာမို့လဲ ကမြုတ်ကချောင်းနဲ့တွားပြီးတော့ပေါပေါင်းပမန်းပစ်ပြီးတော့တိုက်ခိုက်ခံရတဲ့ပုံတိုက်ခိုက်ခံရတယ်ဆိုတဲ့မြန်မာစကားမှာဘဝရအတိတ်ပဲတိုက်ခိုက်ခံရတယ်ဆိုတဲ့စကားလုံးနဲ့ပိုင်းငန်ထိတယ်ဆိုတဲ့စကားလုံးအနှစ်သာရအတိတ်ပဲချင်းမတူဘူးနော်ဟုတ်လားအဲ့တော့ကျော်စိုးဘွယ်သူတရေနမတယောက်လို့သူ့လူခိုင်ထားတယ်ဟုတ်တယ်မလားအဲ့တော့တရေနမတယောက်ကသူ့အနှစ်သာရမတူတဲ့စကားလုံးကိုမတိတာလားတိရတားနဲ့ တည်တင်းနားထောင်တဲ့ပြည်သူပေါ်ကိုတက်တက်ရုံမှပြီးတော့ဂျင်းထည့်ပြီးတော့အသေးပဲလွဲမှားဆိုတင်ဆက်တာကြည့်ပါနော်ဒီကောင်ထဲ့မယ်ဒီနေ့သဆုံးထဲ့ပေးမယ်ဒီကောင်သဆုံးထဲ့မယ်ကဲစားပြီနော်ဒီမှာနေစားကြောမှရှိတယ်တက်ဘောစကန်တွေကဒီ ဒီဇင်ဘာလ16ရက်နေ့ကနေစပြီးတော့ဒီကနေ့ဒီတိုက်ခတ်ခံရတယ်တိုက်ခတ်ခံကိုပိတ်ခံဆက်စကန်တွေဆိုတဲ့အနေဒါကကျွန်တော်တို့ဒီမြေပြင်ထောက်ဖို့လမ်းကြောင်းခတ်ခဲ့တယ်ပြီးရင်ကျွန်တော်တို့ဒီလက်နက်ကြီးပြဖို့တော့ကအကန့်အသတ်ရှိတယ်ပြီးရင်ကျွန်တော်လေကြောင်းကနေပြီးတော့ဒီဘုံကျဲဖို့ကလည်းအကန့်အသတ်ရှိတယ်ဘာကြောင့်လဲဆိုတော့ဒီစကန်တွေကဒီထိုင်းမြန်မာနယ်စပ်မှာရှိနေတဲ့အခါကျတော့ဒီလက်နက်ကြီးနဲ့ပစ်ခဲ့ရင်လည်းပဲဒီကြီးအားဒီထိုင်းဧရိယာတွေကိုသွားပြီးကြမယ်ဆိုရင်ကျွန်တော်တို့ဒါနှစ်နိုင်ငံရဲ့ဒါချစ်ကြည်မှုကနည်းနည်းလေးပြဿနာရှိတာနိုင်တယ်ကျွန်တော်တို့စောင်းကန်ဖြစ်တာဒီနေ့ဘုံကျဲတဲ့အခါကျရင်လည်းပဲဒီကျွန်တော်တို့ဒီထိုင်းဧရိယာဘက်ကို เนเซซี้ကိုจ่อจาပါလဲအဲဒါတော့ကျွန်တော်ဆိုးရတယ်ပေါ့အဲ့တော့တရားပြည့်ကျွန်တော်ဒီ time မြန်မာနေဆက်မှာရှိတဲ့ဒီ temporal scan နေနဲ့ပတ်သက်ရင် temporal ကလေချောင်းပြစ်ကိုလက်နက်ရည်ပြစ်ကိုပေးတဲ့အခါမှာတော့ကျွန်တော်တို့အကန့်အသတ်ရှိပါတယ်ဒီအကန့်အသတ်ရှိမှုကိုဒီလက်နက်ကိုင်ဖွဲ့တွေကသူတို့ရဲ့ဒီအခွင့်အရေးပြစ်အသုံးချပြီးတော့ drone နဲ့ဒီ scan ကိုတိုက်တယ် scan ကိုတိုက်ပြီးတော့ကျွန်တော်တို့ဒီ drone နဲ့ဒီမွားစီထောက်အောင်သူတို့ drone နဲ့ဘုံကျဲပြတဲ့အခါကျရင်သူတို့ရဲ့ဒီဒီဒီမြေပြင်စစ်ကြောင်းနေတဲ့ဝင်တိုက်တယ်ပေါ့အဲ့မင်းမောင်းမင်းမောင်းမင်းတို့ပြောနေတော့မင်းတို့လည်း drone နဲ့တုံးတယ်ဆို မင်းတို့ drone တွေကတကယ်အဆင့်မီ drone တွေဆိုမင်းတို့ပြောသလိုမင်းတို့ PDF တွေလို့ဖောက်ကိုလှီးထားတဲ့ drone မဟုတ်ဘူးဆိုတကယ် international တုံးတဲ့ drone တွေကိုမင်းတို့စစ်တပ်ကတုံးတာဆိုအဲ့ဆိုမင်းတို့ပြောလို့လေနဲ့ပြစ်လို့မရ drone နဲ့ပြန်လုပ်လို့မရဘူးလားဟုတ်တယ်လေဟုတ်လားမြေပြင်ကနေရိတ်ကထောက်ဖို့မရရင်ဝင်ရင်ကနေရဟိုင်းနဲ့ချပြီးလို့မရဘူးလားလောက်တာပဲမင်းတို့မျိုးစုံလုံနေတဲ့ဟာကြီးလုံရင်မနိုင်ဘူးခဏနေပြပေးမယ်နော်ခဏနေခဏနေခဏ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 နေခဏနေခဏနေခဏနေ Come on. တော့ဆိုဝင်တော့ကဲပေါင်းမှာထိုင်းဘက်ကိုပြေးလို့လေပြေးစရာမြေမရှိတော့လို့ခွေးလေး၄၅၆កောင်ဦးလေဦးလေဖြစ်နေတယ်ပေပေါ်ကိုစကားနေထွက်ပြေးလာတဲ့ခွေးတွေကဲဒါတော့ထိုင်းနိုင်အောင်ပြေးသွားတယ်အချမ်းမစစ်ကောင်စီစစ်သားတွေကိုထိုင်းဘက်ကသတင်းလုတ်တယ်ဟာပြောပြထားဖြစ်ပါနော်ကျော်စုမှုကျော်စုမှုတစ်ချက်ပြောလိုက်ပါမှာတက်မှ66ပြန်ဝင်စားအောင်ဖြစ်နေပြီလို့မင်းတို့ဘက်ကအင်အားကြီးတအားများနေပြီလို့တိလိုက်နော်ဒီဗီဒီယိုဖိုင်လေးကိုကြည့်နေတဲ့အနေနဲ့ရက်ကမိဘပြည်သူတွေအားလုံးကိုပြောလိုက်ပါကျော်စုံတယောက်အဲဒီ ဒီကဘီရဲ့နေဒီကကြဖြိုခွင်းကနေတိကိစ္စတော့စိတ်ဝင်စားနေတဲ့အတွက်ဝိုင်းဝန်းကူညီပံ့ပိုးပေးလိုက်ပါပြီးလို့ရှိရင်တို့ရဲ့ဘာဘာကြီးစစ်ကြောင်းကိုလည်းနော်အဒီကဘီရဲ့ရောက်လို့ရှိရင်ဒီကဘီရဲ့ဆောက်ချောက်ပေးလိုက်ပါ KNU ရှိကြောင်း KNU ကဆောက်ချောက်ပေးလိုက်ပါတို့ဘေးမထိရံမကွာပဲနဲ့နော်ကားတဲ့တိတိချာချာလုံလုံညုံလေးဆောက်ချောက်ပြီးတော့လိုရာခရီးကိုပို့ဆောင်ပေးလိုက်ကြပါလို့နော်ဟာတာနေနဲ့ပြောနေတာဗျဒါပေမဲ့လေကျွန်တော်တို့တိသားမှာကအဲ့ဒီကြော်စိုးဦးတို့လို့ လက်ရှိစစ်ကောင်စီကိုထောက်ခံနေတဲ့ကောင်တွေနေရာမှာကျွန်တော်တို့တော်လှန်ရေးဘက်ကလာရှုံးနေကြည်စမ်းတဖက်ကဘလောက်တောင်ပြောမလဲဟုတ်တယ်နော်ဘက်ကလူတွေကဘလောက်တောင်စိတ်သက်ကြမလဲစဉ်းစားကြည့်အဲ့ဒါကျွန်တော်တို့ကလေဒီခုရကြရင်နမူနာယူတဲ့အရာယူရရန်တူပင်ဖြစ်နေကြလားကျွန်တော်တို့နမူနာယူတဲ့အရာယူရကျွန်တော်တို့ဘယ်ချမ်းကအဲ့ဒီအခုလက်ရှိစစ်ကောင်စီရှုံးဒီပိုးစိုးပတ်ဆက်စစ်ကောင်စီရှုံးတာဘယ်လောက်ရှုံးတာအားလုံးခင်ဗျားတို့အားလုံးသိရနော်နိုင်ငံတကာတန်တမာကြီး ပြည်သွင်းမှာအခုလက်ရှိတနင်္လာနေ့တိုင်းရနေစပြီးတော့ ठी ခင်းစခန်းတွေရဲ့စသိမ်းဝါလိုက်တာဖုတ်စာဖတ်စာကိုလိုက်နော်စုပ်ပြတ်တပြောပြပြန်နေရတော့မရှိတော့ဘူးနော်အခုဆိုဒီနေ့ဆိုဒါတေပေါ်ဖို့လာတဲ့စစ်ကြောင်းကိုသိစော်တဲ့ဟာကိုရုတ်တန်တဲ့တဘောအကောင်ရိုက်ပြပြီးချပြတာဘလုံးမငင်းလို့မရတော့ထွက်ပြီးတော့မျက်နှာမသာမယားနဲ့ဟမ်တောင်မှုတ်ဆုံးမရောကျွတ်ဆုပ်ရုံနဲ့နံထွက်ပြီးတော့မပြောလို့မရတော့ဘူးလေအခက်တည်းနဲ့သူတို့ဝင်ပြောပြတဲ့အဆင့်ရောက်သွားပြီဆိုတော့ ကျွန်တော်တို့ဒါတော်လိုင်းဘက်အချမ်းမှာအဲ့ဒါလို့ရှုံးနေမယ်တို့လိုမျိုးအရှုံးနဲ့ရင်ဆိုင်နေရမယ်ဆိုရင်တို့ဘက်ကကောင်းနေဘလောက်တော့ဝါးထားပြန်မယ်ပြီးတော့ကိုယ့်ဘက်ကလူတွေရတဲ့ဘလောက်တော့စိတ်တကြအောင်ဟုတ်တယ်အေးအဲ့ဒါကနမူနာကြီးအခုပိုးစုံပဆက်ရှုံးနေတာတော့ဒီကောင်းလေးဝါးရပြန်မပြတ်ဘူးနည်းနည်းပါးပါးရှုံးတာမဟုတ်ဘူးနော်စုတ်ပြတ်တဲ့အောင်ရှုံးနေတာလဲကြပြီးတော့အကုန်လုံးဖမ်းကြည့်ဖို့ရှိတော့တယ် ရှင်းရှင်းပြောစစ်ကောင်စီပြိုးဟာလက်တလုံးချားလေးမရှိတော့လေစစ်တမ်း၃သိန်းရှိရင်အဲ့၃သိန်းလုံးသေအောင်ကျွန်တော်လိုက်တတ်စရာမလိုတော့ဘူး။ကဲဒါတော့ကိုစီပြောထားတဲ့သတင်းပဲဖြစ်ပါရဲ့နော်။အဲ့တော့ကြားရတဲ့အချိန်မှာဒီဒီခါလေးကြားရင်တို့ ဒီဂျင်းသတင်းတွေထည့်ထားတယ်ပေါ့နော်အခုဆိုရင်ပို့ပြီးတော့များပါတယ်နော် online မှာဆိုရင် Champions Council ရဲ့ဒီ comment တွေမှာကြည့်တယ်ဆိုသူတို့ရေးထားတယ်ဒါများတယ်ပေါ့နော်တချို့တွေကြလည်းဒီမသိဘဲနဲ့ like ပါသွားတဲ့သူတွေရှိတယ်ပေါ့နော်အဲ့တော့ဘာပဲပြောပါ Champions Council ကအခုချိန်မှာဆိုရင်လေလိုက်ရနေ PTT ကိုထိမင်းအမအောင်လှုပ်တဲ့ဟာကတော့ probable choose choose ပါပေါ့နော်ကျွန်တော်တို့ဓာတ်တွေကသိပြီးသားလူတွေသိပြီးသားဖြစ်ပါတယ်နော်အဲ့တော့ဓာတ်တွေနားထောင်စရာလည်းမလိုပါဘူးဒါပေမဲ့အခုလိုပေါ့နော်ကိုစီပြောသလိုဒီလောက်ရှုံးနေတဲ့အချိန်မှာတော့မလေးကကြီးသေးတယ်ပေါ့နော်အဲ့တော့ဘာပဲပြောပြောပါနောက်ဆုံးမှာတော့ကျွန်တော်တို့ online တက်ဖွဲ့တွေက video file တွေ double file င်းတွေနဲ့ထွက်လာတဲ့ခါမှာတော့သူတို့အမြဲတမ်းပဲပါဇက်ပိတ်သွားတာဖြစ်ပါတယ်နော်အဲတော့တော်လိုင်းကတော့အခုချိန်မှာဆိုရင်နောက်ဆုံးပိုင်းကိုရောက်လာပြီဖြစ်တဲ့အတွက်အခုထူထူထိုးစစ်ကြီးတွေလာတော့မှဖြစ်တဲ့အတွက်ပေါ့နော်ပြည်သူတွေကလည်းအဆက်ဆက်အရာပြင်ဆင်ထားဖို့လိုရည်ဆိုတဲ့အကြောင်းကိုတုံးသက်တင်ပြနေကျွန်တော်ပြည်လို့ဆုံးသက်လိုက်ပါတယ်နော်အဆအဆုံးကြီးပေးကြတယ်မြပပြည်သူရောက်စတဲ့ထူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာလုံသမျှဆောင်သမျှအရာအားလုံးမှအောင်မြင်ကြပါစေတွားလျာမှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ